အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူပါမိုက်ဆိုတယ်ပေါ့နော်အာဒီဝင်ပိတ်စီတမျိုးအကြောင်းကိုပြောပြပေးသွားပါမယ်လူပါမိုက်ပါတဲ့စီပေါ့နော်အဲဘလူနမိန်နဲ့လာလဲဆိုကြတော့အခုပုံမှန်မြင်ရတဲ့ဒိုင်ကော်ဒီတို့အီမိုဒီယန်တို့ပေါ့နော်အဲ့ဒါတွေကလူပါရမိုက်ပါတဲ့ဝင်ပိတ်စီတွေဖြစ်တယ်အဲဒီနေ့အဲ့ဒီဒီလူပါရမိုက်လေးအကြောင်းကိုပေါ့နော်ဘာကြောင့် ပြောဖို့ရွေးချယ်ထားတာလဲဆိုတော့ကြတော့တော်တော်များများအရက်ထဲမှာအတုံးများနေတဲ့ဝင်ပိတ်ဆေးဖြစ်တယ်ပေါ့နော်ဒီဝင်ပိတ်ဆေးကလူတိုင်းအဲလူတိုင်းလူတိုင်းပေါ့နော်အလွယ်တကူတောင်းနေကြတယ်အဲ့မှာမှသူ့မှာတတိထားမယ့်အချက်လေးတွေရှိတယ်အဲနောက် ပြီးတော့ကြတော့မတောင်းသင့်တဲ့သူတွေရှိတယ်ပေါ့နော်အဲ့ဒါလေးကိုသိစေချင်တဲ့အတွက်ဒီနေ့လူပါရမိုက်အကြောင်းလေးကိုပြောပြပေးသွားချင်ပါတယ်ကျွန်မကတော့မောက်ပင်းဖြစ်ဝင်းမှာဇေဝပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါရဲ့ရှင် လူပါရမိုက်ဆိုတာကခုနပြောတဲ့ diary ရဲ့ medicine anti diary ရဲ့ medicine တခုဖြစ်တဲ့ wind ချောတာကိုတားပေးတဲ့ဆေးပေါ့နော်။အဲအဲ့မှာဆိုလို့ရှိရင်သူကဘယ်လိုမျိုး diarrhea ကိုဝင်းချောတာကို treatment လုပ်ပေးတာလဲဆိုလို့ရှိရင်ဒီ powel disease ပေါ့နော်။ဒီ ဥလန်ချောင်းတခြားမှာအာရောင်ရမ်းတာအာရောင်ရမ်းပြီးတော့ဖြစ်တဲ့ဝင်းလျှောတာမျိုးလို့ပေါ့နော်နောက်တစ်ခုကကြတော့အာနောက်တစ်ခုကတူရဂျူအာလီယိုစတိုမီတချက်ဆိုတာကကြတော့ဝင်းနေကအာဘယ်လိုပြောမလဲအဲဝင်းအရေတွေတွားတာမျိုးလို့နောက်ပြီးတော့ကြတော့ဝင်းကအာ အဟွာပေါ့နော်ကြည်ကြည်ဒီသွားတာမျိုးတို့အယောင်ဒီပြောင်းတာမျိုးတို့ပေါ့နော်ဒါမျိုးပုံစံနေနဲ့ဝင်ချော်တာမျိုးဆိုလို့ရှိရင်လိုပါရမိုက်ကိုတောက်လို့ရတယ်သူကကြတော့ဟိုဘယ်လိုမျိုးဝင်းကိုပိတ်စီရလဲဆိုတော့ကြတော့အဲဒီဥလန်းချောင်းပေါ့နော်ဥလန်းချောင်းတစ်ချောင်းမှာဟို over active ဖြစ်နေတာ over active ဆိုတာအရန်ဥလှူရှားမှုတွေများတာပေါ့နော်အဲ့ဒါမျိုးမှာသူကရော့ကျသွားစေရပါပေါ့နော်ဥလှူရှားမှုကိုနေသွားစေရအဲ့ဒီလိုနေအားဖြင့် သူကဝင်ပိတ်တာဟိုလုတ်ပေးတာပေါ့နော်အဲ့မှာသူကဒီခန္ဓာကိုယ်ရဲ့မှာအာရေတွေကို absorb ဖြစ်စီတယ်နောက်တစ်ခုကစားဒီဆုံရှုံတာဒါမျိုးတွေကိုလည်းအဲသူကဆုံရှုံမှုကနေကုကာကွယ်ပေးတယ်ပေါ့နော်ကာကွယ်ပေးရတော့မဟုတ်ကုညီပေးတယ်ပေါ့နော်မင်းရှုံးနေတဲ့အချိန်မှာဆိုလို့ရှိရင်လေကျမတို့ကရေတက်တွေဆုံရှုံနေစားတက်တွေဆုံရှုံနေအဲအဲ့ဒီမှာဝင်းရှောတာကိုအာကျမတို့ဒိုင်ရီယာကိုအာပိတ်အောင်လုပ်မှာပေါ့နော်ဝင်းရှောတာကိုရအောင်လုပ်ခြင်းအပြင်ရေတက်တွေစားတက်တွေဆုံရှုံတာကိုအာတက်တာသွားစေရပေါ့နော်ခန္ဓာကိုယ်ကနေပြန်ပြီးတော့ဆုပ်ယူစေရပေါ့နော်အဲ့ဒီသဘောပြောတာပါ အဲသူမှာဘလူပါရမိုက်မှာ side effect တွေရှိတယ်။သူကလေဘလူ side effect တွေရှိရဲဆိုကြတော့ဟိုဝင်းချုပ်တာပေါ့နော် constipation ဝင်းချုပ်တာဖြစ်တယ်။နောက်တစ်ခါကျတော့သူကအောက်ကိုမထွက်တော့ဘူးမထွက်တော့တဲ့အတွေ့အကြုံဘလူဘာဖြစ်လဲဆိုအပေါ်ပြန်တက်တယ်ပေါ့နော် vomiting ဖြစ်နိုင်နေ nausea ဖြစ်နိုင်နေမူးရဲအန်တွေပေါ့နော်အာ dizziness နောက်က abdominal pain အဲဒီ one bite အဲနာတာမျိုးပေါ့နော်ပိုင်းနာတာမျိုးဒါမျိုးရီစတော့မဲ့ပိန်းနေဒါမျိုးကြီးသူရဲ့ site ဖက်တည်ဖြစ်တယ်အဲသူ့ကိုသူ့ရဲ့ usage ကကြတော့ခုနပြောခဲ့သလိုပဲ acute ရော chronic ရော diarrhea မှာသူ့အသုံးပြုတယ်ပေါ့နော်သူ့အသုံးပြုတယ်သူက ခုနပြောတဲ့ဥလုံရှားမှုရဲ့ modality ကိုရောကြစေတာပေါ့နော်ရောကြစေတယ်နောက်အဲအကြောင်းလို့ဒီ GI အဆိုင်လမ်းကြောင်းမှာ discomfort ဖြစ်တာတွေပေါ့နော်ဒါတွေကိုသက်သာစေတယ်နောက်တစ်ခုကကြတော့ IBS ပေါ့နော် IBS လို့ခေါ်တဲ့အဲ irritable bowel syndrome ကိုလည်း manage လုပ်ပေးတယ်ဘလို့ဟာရည်လဲဆိုတော့ကြတော့ဘိုင်းနာတာတွေပလုတ်ဒီလေးပွာတာတွေပေါ့နော်အဲဒါမျိုးတွေမှာဆိုလို့ရှိရင်အဲဒီ ဥလန်းချောင်းပေါ့နော်ဒီပိုဝဲအဲအဲ့ဒီဥလန်းချောင်းတက်ရှောက်မှာဖြစ်တဲ့လက္ခဏာတွေပေါ့နော်အဲ့ဒီဟာတွေကိုပြန်ပြီးတော့အာပြန်တက်တာစီဖို့ရအတွက်သူက manage လုပ်ပြီးရနောက်တစ်ခါကျတော့ဒီမှာတို့ဝင်းလျှောတာဘယ်ချိန်ဒီမှာဖြစ်သေးလဲဆိုခီးသွားတဲ့အချိန်မှာဝင်းလျှောတတ်တယ်အဲ့ဒါ traveler diary လို့ခေါ်တယ်အဲ့လိုအချိန်ဒီမျိုးတွေမှာဆိုလို့ရှိရင် low paramic ကိုတောက်လို့ရတယ်ဒါကြောင့်ခီးထွက်တဲ့အဲကျမတို့အာဟို ရရှိခီးထွက်တွေဒါမှမဟုတ်ရင်တခြားမျိုးခီးထွက်တွေဒါမျိုးတွေဆိုလို့ရှိရင်လိုပါမိုက်ကိုစောင်းသွားလို့ရတယ်เนาะနောက်တစ်ခါကျတော့အဲဆိုရင် okay ဒါသူ့ကိုဘယ်လိုတောက်မလဲအစာနဲ့တောက်မလားအစာမစားခင်တောက်မလားအစာမပါပဲတောက်မလားရတယ်သူ့ကိုအစာစားတာနေမစားတာနေပြဿနာမရှိဘူးအစာစားပြီးလဲတောက်လို့ရတယ်အစာမပါပဲနေလဲတောက်လို့ရတယ် เนาะอ่าตู้มาจ้ะเราตัวเราโหดรัคอินเทอร์แอคชั่นရှိတယ်ပေါ့เนาะလို့ပါရမိုက်မှာดรัคอินเทอร์แอคชั่นရှိတယ်ဘယ်လိုဆေးရည်နဲ့ดรัคอินเทอร์แอคชั่นရှိရလဲဆိုကြတော့ကီတိုကိုနေဇောလို့ဆေးမျိုးတွေနဲ့ดรัคอินเทอร์แอคชั่นရှိရပေါ့เนาะအဲအဲ့လိုမျိုး drug interaction ကအာရှိရောဘလိုလက္ခဏာတွေဖြစ်လဲဆိုကြတော့ heart rhythm ပေါ့နော်နှလုံးခုန်မြန်လာတယ်နှလုံးခုန်ပုံမမှန်တာတွေပေါ့နော် seriously ဖြစ်တယ်နော်အာအဲ့ဒါကိုလည်းပြောချင်တာပေါ့နော် တတိထားမယ်အချက်ပေါ့နော်သူ့ကိုဘယ်လိုမျိုးတောက်မလဲဆိုလို့ရှိရင်ကျမတို့ကအဲတော်တော်များများကအာကျမအရှိမပြန်ပြမယ်နော် ဘလောက်မီလီဂရမ်လာလဲဆိုလို့ရှိရင်အဲ2မီလီဂရမ်လာတယ်လိုပါရမိုက်ကို2မီလီဂရမ်လာတယ်ပေါ့နော်အဲအဲအတွဲချောင်းမလို့ကျွန်တော်တို့ကစပြီးတော့ initially စပြီးတောင်းမယ်ဆိုလို့ရှိရင်4မီလီဂရမ်စတောင်းမယ်အဲဆိုရင်ဘယ်နှလုံးနှလုံးကိုပြောတာပေါ့နော်အာနှလုံးလူကြီးတွေဆိုလို့ရှိရင်ပထမဦးဆုံးဒီဝင်းပိတ်ဆေးကိုတောက်ရင်နှလုံးတောက်ရပါမယ်ပြီးသွားတော့ကြာမှအဲကျွန်တော်တို့နောက်ထပ်တစ်လုံးထပ်ပြီးတော့တောက်ပါမယ် တက်လုံးထက်တောင်းပဲပေါ့နော်အာတရက်ကိုမက်ဆီမမ်ပေါ့နော်16မီလီဂရမ်ပါဒေးဆိုကြတော့ကျွန်တော်တို့တရက်ကို10လုံး ठी ပဲတောက်လို့ရပါမယ်နော်10လုံး ठी ပဲတောက်လို့ရမယ်အဲနောက်တစ်ခါကျတော့ဒီဟာကိုတောက်နေတယ်ဒီနေ့ကိုအဲ့လိုရှစ်လုံးလောက်ထိတောက်နေတဲ့တန်းထဲမှာ effective မဖြစ်ဘူးနှစ်ရက်အတွင်းထိကိုမထူးခြားဘူးဆိုလို့ရှိရင်ဘာလုပ်ရမလဲဆေးကိုရှင်းရပါမယ်အဲနောက်တစ်ခါကျတော့အဲ chronic ပေါ့နော် chronic ဝင်လျှောတာမျိုး အဲဒီပေါ်တော့တာမန်ဝင်လျှော့တာမဟုတ်တော့ဘူးခရိုနစ်လိုမျိုးဝင်လျှော့တာမျိုးဆိုလို့ရှိရင်တော့အဲဒါဆိုရင်လည်းပထမဦးဆုံးနှလုံးတောက်မယ်နော်4 mg ပေါ့နော်နောက်ပြီးတော့ maintenance အနေဆိုလို့ရှိရင်တနေ့ကိုသူက4 to 8ပဲเนาะအများကြီးမဟုတ်ဘူးတနေ့ကို၄လုံးထိပဲတောင်းရမယ်အဲနောက်တစ်ခါကျတော့အာနောက်ပြီးတော့ဗောနော re evaluate အဲတကယ်လို့သူ့မှာ no improvement uh, after 10 days at 60 mg per day တရက်ကိုဒီလောက်60 mg ကြီးတောက်နေတယ်10ရက်လောက်ထိကိုတောက်နေတယ် effective မဖြစ်ဘူးဆိုလို့ရှိရင်တော့ပြန်ပြီးတော့ re evaluate ပြန်ပြီးတော့လုပ်ရမယ်เนาะအဲ့မှာနေသူ့ရဲ့ဒါတို့ခုပြောချင်တာခုန adapt ကိုပြောတာပေါ့เนาะအခုဆိုရင်ခြေရန်းကို ပြောမယ်ဆိုလို့ရှိရင်တော့ကျမတို့တတိထားရမယ်လုံးဝတတိထားရပါမယ် နှစ်နှစ်အကလေးတွေမှာလူပါရမိုက်ကိုလုံးဝတိုက်လို့မရပါဘူး not recommended ပါနှစ်နှစ်အောက်ပေါ့နော်နှစ်နှစ်နဲ့၅နှစ်ဆိုလို့ရှင်တော့သူရဲ့ပေါင်ချိန်နဲ့ပေါ့နော်လိုက်ပြီးတော့တောက်ရပါမယ်ပေါင်ချိန်ကနှစ်နှစ်နဲ့၅နှစ်ဆိုရင်ဘယ်လောက်ရှိရော24အာပေါ့နော်47ပောင်ရှိရပေါ့နော်ဘယ်လောက်တိုက်မလဲ1 mg တိုက်လို့ရတယ် up to 3 times daily uh for uh 2 days ပေါ့နော်ပထမ2ရက်အတွက်ဆိုလို့ရှိရင်အ ဲ1 mg ကို3ချိန်တိုက်လို့ရတယ်။နော် sis to 8g ရဆိုလို့ရှိရင်တော့ initially 2 mg ပထမအဦးဆုံး2 mg ကိုတိုက်မယ်။အဲကြတပြားပေါ့နော်။ခုနက1 mg ဆိုရင်တော့တစ်ချမ်းပေါ့နော်။အဲအဲပြီးတော့ကြတော့မှ1 mg ကိုလျှော့ပြီးတိုက်မယ်။လူကြီးတွေလိုမျိုးပဲပေါ့နော်။အာလူကြီးတွေဆိုနှလုံးအတစ်လုံးပေါ့နော်။ပထမအဦးဆုံးနှလုံးတိုက်ခိုင်းတာဒီ6နှစ်အထက်ဆိုလို့ရှိရင်လည်းပထမအဦးဆုံးတလုံးတလုံးကနေမှတစ်ချမ်းပေါ့နော်အဲ့လိုမျိုးတိုက်ရမယ်ပေါ့နော် ူကလည်းအဲတရက်ပေါ့နော်တရက်ကို4 mg per day for 2 days ပေါ့နော်အများဆုံး4 mg per day เนาะဒါဟုတ်သိရပါမယ်6ရက်နဲ့7နှစ်ဆိုလို့ရှိရင်เนาะ initially 2 mg အတူတူပဲအဲနောက်မှာ after each dose ဆိုလို့ရှိရင် loose 2ဆိုလို့ရှိရင်1 mg တိုက်မယ်တရက်ကို6 mg maximum ပေါ့နော် for 2 day ဒါနှစ်ရက်တိုက်ဖို့ပြောထားတာပေါ့နော်ရက်ဒီအများကြီးတောက်လျှောက်တိုက်လို့မရဘူးသူ့မှာအတွက်အဲ1 ရှိပါတယ်ဝန်ကြီးကဗာလဲဆိုကြတော့ခုနကပြောထားတဲ့ recommended dose တီထက်ပိုပြီးတော့တိုက်လို့မရပါဘူးတကယ်လို့ပိုပြီးတော့တိုက်တယ်ဆိုလို့ရှိရင်ဗာဖြစ်နိုင်လဲဆိုရင်ဟမ် return ပေါ့နော်အာနှလုံးခုန်ပုံမှန်မှန်လာဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်တော့ကလေးဒီမှာအာမတိုက်စေချင်ပါဘူးကလေးဒီမှာ ပေါ့နော်တခြားယူချစ်စရာရှိရတခြားဟာကိုတိုက်ပါတကယ်လို့အတခြားဟာယူချစ်စရာမရှိတဲ့အခြေအနေမျိုးဆိုလို့ဆိုရင်နော်အဲသူ့ရဲ့အဲခုနကပြောတဲ့ dose မှာပဲအတွင်းထဲမှာဝင်အောင်တိုက်ပေးရပါမယ်နောက်တစ်ခုကဒီဟာယူအဲရက်ရှိအဲအကြာယူပေါ့နော်လောင်ကား dose ကြီးအဲသုံးနာမျိုးကိုရှောင်ကြဉ်ရပါမယ်နော်အဲဒါမျိုးလုံလို့မရပါဘူးဒါလေးကိုသတိထားပါမယ် အဲ့မှာအဲပြောချင်တာကပေါ့နော်တကယ်လို့ဒီဟာကိုတောက်လိုက်တဲ့အချိန်မှာ အာအလာဂျီဆိုင်းနေပြရတယ်နောက်တစ်ခါကျတော့အဲအဲ့လိုမျိုးဆိုလို့ရှိရင်တော့သူ့ကိုတောက်လို့မရအောင်နောက်တစ်ခါ antibiotic related diarrhea လို့ခေါ်တာပေါ့နော်အာဒီပုတ်သက်စီတောက်လို့မလို့ဝင်လျှော်တဲ့ဟာမျိုးတို့ပေါ့နော် ulcerative colitis ဆိုတာကအာဒီအဲဒီဥမာတဲမှာပေါ့နော် အဲအနာဖြစ်တာမျိုးလို့ပေါ့နော်ဥလန်းချောင်းမှာအနာဖြစ်တာမျိုးလို့ဝင်းအရန်ချုပ်နေတဲ့သူမျိုးလို့နောက်တစ်ခုကသွေးဝင်သွားတဲ့သူမျိုးလို့ဒါမျိုးဆိုလို့ရှိရင်လိုပါမိုက်ကိုအတုံးမပြုသင့်ပါဘူးနော်အဲနောက်တစ်ခုကကြတော့ကို့မှာအာ HIV ရှိတယ် AIDS ယောဂရှိတယ်အဲ AIDS ယောဂကမှာအာဒီအစာအိမ်နေအသေးကြီးကြောက်ကက်ဒီယောဂတွေရှိမင်းနောက်တစ်ခုကကြတော့အာကို့ရဲ့ အဲ့မျိုးဆိုလို့ရှိရင်ဆရာဝန်ကိုတေချာပုံမလင်းလေးပြောရမယ်အဲဒါကွယ်ဝဲထားမယ်ကိစ္စမဟုတ်ဘူးပေါ့နော်ဒါကြောင့်အဲ့လိုလူမျိုးတွေမှာဆိုလို့ရှိရင်ဒီအဲလိုပါမိုက်ကပေါ့နော်အဲလိုပါမိုက်ကဒီဟိုဘယ်လိုခေါ်မလဲရန်တန်ပြီးတော့သုံးရမယ်ဒီမှာမပါတော့ဘူးပေါ့နော်ကိုမ INDS ဝေဒနာရှိရဲ့ဆိုလို့ရှိရင်တော့ပုံမလင်းလေးပြောပြီးတော့အော်တိုင်ပင်ရမယ်ဘာကြောင့်လဲဆိုတော့ကြတော့အော်ဒီလိုမျိုး နှလုံးယောဂခုနပြောသလိုနှလုံးခုန်အပြင်းထန်ဖြစ်တာမျိုးတွေပေါ့နော်ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အနောက်တစ်ခွက်ကျတော့ stock and seek health immediately ပြရမယ်ပေါ့နော်ကိုကခုနပြောတဲ့နှလုံးခုန်တွေပုံမမှန်ဖြစ်မေအနောက်တစ်ခွက်ကျတော့အကိုဒီတောက်တဲ့သူကပေါ့နော်အအရန်အရန်ကြီးအရန်ကြီးဘယ်လိုခေါ်မလဲ dizziness ဖြစ်လာတာပေါ့နော် dizziness ဖြစ်လာတယ်အဲ response မပေးနိုင်တော့တာမျိုးတို့မလုတ်မလုတ်တာပေါ့နော် response ကောင်းကောင်းမပေးနိုင်တာမပေးတော့တာမျိုးတို့ဒါမျိုးတွေဆိုလို့ရှိရင်တော့အာ ခြေခံကိုတော့အားမယ်ပေါ့နော်အဲဒီဆေးကိုလည်းရက်ပြစ်တဲ့ရမရရမယ်ပေါ့နော်နောက်တစ်ခုတတိထားမယ့်ဟာကတော့ဒီဆေးသည် low paramide သည်အဲ hard risk ဖြစ်တဲ့အတွက်ကြောင့်မလို့ hard risk ကိုတော့မှ serious hard risk ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာလို့ရမလဲအဲ recommended dose တဲ့ကြော်လွန်ပြီးတော့လုံးဝတောက်လို့မရပါဘူးတဲ့ဒါကိုပြောတာပေါ့နော်အဲဒီမှာကားကြတော့ဟိုဒီပြောထားတာလေခုနပြောသွားတာ ਨੇ တော့အဲ့ထဲမှာတော့ပါပြီးသားပေါ့နော် ဒီမှာဆိုလို့ရှိရင် avoid in acute ulcerative colitis or antibiotic အဲအမှာ antibiotic ပေါ့နော် induce colitis stop if abdominal swell ပေါ့နော်နောက်နောက်တစ်ခုက correct dehydration with fluid uh fluids electrolytes overdose may cause serious heart effects or death ဒေဆုံးတဲ့အထိဖြစ်နိုင်တယ်နော်အဲ use caution in heart rhythm disorders and liver disease monitor for cns toxicity pregnancy အဲ pregnancy မှာဆိုလို့ရှိရင်အဲ category b is advice in nausea အာမာတာပေါ့နော်အဲညတိုင်းနေတယ်မိခင်နေနောက်ပြီးတော့ကြတော့အာ ကိုဝင်ဆောင်မိခင်နေကိုဝင်ဆောင်အမျိုးသမီးတွေပေါ့နော်နောက်တစ်ခုကအသေးယောဂနှလုံးခုန်စီချက်မှန်မှန်ယောဂရှိရသူတွေပါဆိုလို့ရှိရင်အဲကော်ရှင်ရှိရဒီဒီလိုပါမိုက်ကိုတုံးလို့မရပါဘူးနော်အာဒါကိုတည်ထားပါမယ်အခုပြောသွားတာအဲ့ဒါတွေကိုပြောတာပါအဲနောက်တော့ အခုဒီအဲဘာကြောင့်အဲ့လိုကြီးပေါ့နော်ဟိုပြောသွားတာကအာစာရီပြောသွားတယ်အင်္ဂလိပ်လိုကြီးပြောသွားတယ်နားမလည်ဘူးဆိုပြီးတော့အမြဲတမ်းအမြဲတမ်းတချို့ဆိုပုံမှန်နေမှန်းတဲ့သူတွေရှိရပေါ့နော်အော်ကျမတို့ကကြတော့ဒီ medical dance လေးတွေတချို့ဟာတွေကပါတယ်ဆိုတာကဒီစီ အတိုင်းဟိုမှာပေါ့နော် medical fees တဲမှာအလုံးလုံးနေရတဲ့သူတွေရှိတယ်အဲစေဆိုင်နေမှာလုံနေရတဲ့သူတွေရှိရဲဆေးရုံနေမှာလုံနေရတဲ့သူတွေရှိရဲသူတို့အတွက်ပေါ့နော်အဲဒီ medical dance နေနဲ့အဲတချို့ဟာကြီးကြလဲဗမာလိုအရန်ပြန်လို့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်မအင်္ဂလိပ်လိုပြောသွားပြီးလို့ရှိရင်လဲဒီ medical dance တွေပြောသွားပြီးရဲ့လဲကျွန်မအတက်နိုင်ဆုံးအာနောက် နောက်နောက်ကနေပြီးတော့ပေါ့နော်ဘာသာမြန်မာဘာသာနဲ့ပြန်ပြန်ပြီးတော့အထိပ္ပယ်နဲ့ပြန်ပြန်ပြီးတော့ပြောပြသွားတာများပါတယ်အဲဒီနေ့ဒီလို movie လေးကိုပေါ့နော်ဒီလိုပါပိုင်းလေးနဲ့လုပ်ပြရတာကတော့အာကျမတို့စာမဖက်ဖြစ်နေတဲ့သူတွေနောက်ပြီးတော့ကြတော့ လက်တွေ့မှာပေါ့နော်ဒီလိုဆေးလေးတွေကဘလိုလေးတည်ထားရမေးဗာလေးတွေတော့အတိအသင့်နေဆိုတာလေးတွေကိုရွေးပြီးတော့ပေါ့နော်ကျွန်မပြောပြသွားတာဖြစ်ပါတယ်အဲဒီလိုမျိုးဆေးပညာနဲ့ပတ်သက်ပြီးတော့အာဒီလိုဟာလေးတွေနားထောင်နေနေအဲနားထောင်ရတာလေးကိုယ့်အတွက်အကျိုးရှိရယ်ဆိုလို့ရှိရင်တော့ကျွန်မရဲ့ဒီ computer pharmacy facebook facebook page နောက်ပြီးတော့ကြတော့အာ youtube tiktok ကိုအာ like လုပ်ပေးပေါ့နော် youtube ဆိုလို့ရှိရင်လည်း subscribe လေးလုပ် ားပေးပါကျွန်မတောက်လျှောက်ဒါမျိုးလေးတွေရွေးရွေးပြီးတော့တင်ပေးသွားမှာပဲဖြစ်ပါတယ်အဲအခုလိုမျိုးစေဝင်စားနဲ့နှာထောင်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများဟိတ်တင်ပါတယ်ထပ်ပြီးတော့နောက်မှုတွေနဲ့ထပ်ပြီးတော့တွေ့ကြမယ်နော်